အာဆင်နယ်မှာဗစ်တာယူခရက်စ်နဲ့ဇူဘီမန်ဒီဒဏ်ရာရသွားလို့အခက်အခဲကြုံလာနိုင်ပွဲရှိနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အာဆင်နယ်ဟာဘန်လီကိုအနိုင်ရခဲ့တဲ့ပွဲမှာဆိုရင်တိုက်စစ်မှုယူခရက်စ်နဲ့ကွင်းလေကစားသမားဇူဘီမန်ဒီတို့ဒဏ်ရာထက်ရသွားတာကြောင့်ဒဏ်ရာပြဿနာတွေရဲ့ဖြစ်စီမှုကတော့ပိုပြီးကြီးမားလာပါပြီခင်ဗျာ။အာဆင်နယ်ရခဲ့တဲ့အနိုင်ဂိုးတစ်ခုကိုသွင်းပေးခဲ့တဲ့ယူခရက်စ်ကိုပထမပိုင်းအပြီးမှာလူစားလဲခဲ့တယ်လို့ပွဲချိန်89မိနစ်မှာလဲဇူဘီမန်ဒီကို လူစားလဲခဲ့ရတာပါ။ယူခရက်စ်ကကြက်သားမှနာကျင်မှုဒဏ်ခံစားခဲ့ရတာကြောင့် လူစားလဲခဲ့တာဖြစ်ပါတယ်။ဇူပီမန်ဒီကိုတော့ကစားသမားကိုယ်တိုင်လူစားလဲဖို့တောင်းဆိုတာကြောင့်လူစားလဲခဲ့တာဖြစ်တယ်လို့နီးပြအာတီတာကပြောကြားခဲ့ပါတယ်။ကစားသမားနှစ်ယောက်လုံးရဲ့ဒဏ်ရာအခြေအနေကိုစစ်ဆေးမှုတွေလုပ်နေပေမဲ့အသေးစိတ်အခြေအနေကိုမပြောနိုင်သေးဘူးလို့အာဆင်နယ်စီးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အာဆင်နယ်ဟာပဲလစ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာလည်းနောက်ခံလူဆာလီဘာနဲ့ကွင်းလေကစားသမားတွေဖြစ်တဲ့ဒန်ကလန်စ်ရိုက်စ်နဲ့ဆာကာတို့အသေးစားဒဏ်ရာတွေရခဲ့တာကြောင့်လူစားလဲတာတွေလုပ်ခဲ့ရပါတယ်ခင်ဗျာ။